ဒီနေ့ကတော့ပကံရောက်တော့အညာမုတ်တီတုတ်သွားစားမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကိုပပူတခါသွားစားဖူးသွားတာပကံရောက်တိုင်းထပ်စားချင်နေတာဗောနော်အမေကပြောသူကအုံးဝေးလေးပေါ့ဒါမှမွေးလားဩအုံးလို့ဆိုမွေးတယ်လေအမေတဖန်ရွယ်သူကဒါမှမွေးလားခောက်ဆွဲလေးအဲဆိုင်ရင်သူကအုံးလို့ဆိုဒါမှမွေးလားအဲ့ဒါဒီဆိုင်လေးကတော့ပကံမှာဖွင့်လာတာတက်တန်းတော်ကြပြီဗောနော်ခီးသွားဧည့်သည်တွေထဲဒီဒေတာခန့်နေလာစားကြတာပုံများပါတယ် ကျွန်တော်ကျွန်တော်နန်းကြီးမင်းလည်းနန်းကြီးလားဒါလည်းနန်းကြီးတဲ့မင်းဒီတော့ဘယ်ကောင်းနေလိုက်နန်းကြီးကိုခေါ်တာကောင်းလို့နေလိုက်မြေကောင်းလို့နေလိုက်နေနေဟုတ်ငုပ်သည်အပေါ်သည်အနီစားလားစီနီစားလား အဆုံစားတယ်အငန်ရှော့ပဲတပ်ပူဒီဆိုင်လေးမှာသွားစားရတာတော့အရန်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့မနေ့စောစောသွားစားရတာတခုပဲမနေ့စောစောထားရတာပြင်းတော့လေဒါပေမဲ့ပကံကိုရောက်တိုင်းတော့တခါလောက်တော့စားကြည့်ဖြစ်အောင်စားခဲ့တယ်ပေါ့နော်ဟိုတယ်ဒီမှာကြတော့ကျွေးမနေ့စားရကြတော့တရက်လာလဲဒါနေရက်လာလဲဒါဆိုတော့ကြာလာတော့ညင်းဝေးတယ်ပေါ့နော်အဲ့တော့ပကံကိုရောက်ရင်တော့ဒီလိုမနေ့စားမျိုးကိုဒီလိုလေးပေါပေါပပစားကြည့်ပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ် ချောင်းကဲမုံလျှော့ရဲ့ဘယ်နဲ့အငင်းလျှော့ရဲ့အငင်းလျှော့ကဲမုံလျှော့တယ်မီးအဲ့ဒါအရင်တော့လိုက်မီးနဲ့အငင်းချုံမှာနော်အငင်းတော့သုံးချုံမှာ မြေကြီးချက်ဟိုအကုန်ရတယ်အကုန်ရတယ်တော့ဘုံဒီကဘယ်လိုလဲငင်းချုံမှာနော်ဟုတ်ဟုတ်ပေးဟင်းပေးဟင်းမွေးနေပါပဲဇာကြဟိုကလေသမောတဖန်းရွယ်သူကအုံမွေးလေးပေါ့ဒါမွေးရဟောအုံလို့ဆိုမွေးတယ်လေသမောတဖန်းရွယ် သူပါလာမှုရခောက်ဆွဲလေးအဲဆိုင်ရင်သူကအုံလို့ဆိုလာမှုရအဲ့ဒါဒါလေးကတော့မုတ်တီရအတွက်ဟင်းရည်လေးပေါ့နော်သူရဲ့ဟင်းလေးရတော့မွင်းပြီးတော့တော်တော်လေးကိုတောက်လို့ကောင်းတယ်ပြီးရင်တော့မုတ်တီနဲ့တွဲဆဖို့ဒီလိုအကျော်တို့ကြဲ့ဦးတောက်တို့လည်းချထားပေးပါတယ်။ကြဲ့ခုကတော့ခုနဈေးဝယ်ပြီးတော့မင်းနဲ့စာပြက်လာစားတာပေါ့နော်။อืม ปวดเราประกันยาวได้ดีใส่เวลาทราบชิดเดียวมันน่าสั่งยี่จุดเอาพวกงานนี้ดิไม่ได้เห็นเยอะอ่ะเนาะเฮ้าเฮ้าเยอะกว่าเนี่ยมองเนี่ยแต่ถ้าเจ้าเจ้าดอก ခုနဈေးမှာဝယ်တဲ့ကြဲ့ဦးတောက်လေးဟုတ်တယ်နော်မနော်ဒါခုနဈေးမှာငဖယ်တော့ဟုတ်ငဖယ်တော့မကြုံတော့อืมอืมนะเจ้าดอกตัวบ่มันบ่ได้หยังเนาะ anh đi đào sâu thôi à cái mua quế châu nào tròn à sai ။နားပြတ်လို့ပြောရောင်းနေတာ။ကြားရုံနော်။နောက်ပါနေမငါတော့တက်ကူပါ။ဟမ်။အဲ့လိုပါနော်။ဟမ်။ကြော်လို့စားလို့ကောင်းလဲ။နောက်တစ်ပွဲထပ်မှစားလဲအောင်မယ်ပေါ့နော်။ဗီဒီယိုလေးတော့ဒီမှာပဲရိုက်လိုက်ပါမယ်။ပြီးကြရင်တော့အိမ်ပြန်လာတော့မယ်ပေါ့နော်။ဒီနေ့မင်းဆော့ဆော့အိမ်ပြန်လက်ဆောင်တီရွယ်လေးလာဝယ်ရပါပေါ့နော်။ဗီဒီယိုဒီမှာပဲရိုက်လိုက်ပါမယ်။ဟုတ်လား။